ကျွန်တော်တို့ Adobe Illustrator နဲ့အခုလိုမျိုး S ပုံစံ logo design ဆွဲတာလေးသင်ပြပေးပါဆိုတဲ့အတွက်ကျွန်တော်ဒီရက်သင်ခန်းစာလေးမှာအသေးစိတ်သင်ပြပေးမှာဖြစ်ပါတယ်။ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် Adobe Illustrator software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးစာရွက်လေးတစ်ရွက်ဆောက်ပြီးတော့ခေါ်လိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ file နဲ့နေပြီးတော့မှနေယူဒါမှမဟုတ်ကျွန်တော်တို့ control နဲ့ unknown နဲ့နှိပ်ပြီးတော့ကျွန်တော်တို့စာရွက်လေးတစ်ရွက်ခေါ်လိုက်ပါမယ်။ ဒီမှာကျွန်တော်တို့ A4 စာရွက်လေးပဲရွေးချယ်လိုက်ပါမယ်။ Orientation မှာစာရွက်ကိုကျွန်တော်တို့ကအလဲလိုက်ပုံစံလေးထဲမှာကျွန်တော်တို့ဒီဇိုင်းဆွဲမှာဖြစ်တဲ့အတွက် Landscape ပုံစံလေးရွေးချယ်လိုက်ပါမယ်။ဒါလေးကျွန်တော်တို့ရွေးပြီးသွားပြီဆိုရင်တော့ Create ဆိုတာလေးကျွန်တော်တို့နှိပ်ခဲ့လိုက်မယ်။ဒီမှာကျွန်တော်တို့ A4 စာရွက်လေးတစ်ရွက်ရောက်လာတယ်ပေါ့နော်ဒီတော့ဒီရဲ့ A4 စာရွက်လေးထဲမှာကျွန်တော်တို့က S thinking data ပုံစံ logo design ဆွဲတာလေးကျွန်တော်တို့ကပြပေးသွားမှာဖြစ်တယ်ကျွန်တော်တို့က S ပုံစံကိုဖောင်စလုံးတွေထဲကနေပြီးတော့မှ S ကိုကျွန်တော်တို့ရိုက်ထည့်ပြီးတော့အသုံးပြုတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်တိုင်းကျကျွန်တော်တို့က S ပုံစံလေးကိုဆွဲမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီမှာ2ပေါက်ထဲကနေပြီးတော့ rounded rectangle shape လေးကျွန်တော်တို့တစ်ချက်လောက်ယူလိုက်ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ၄တောက်ွက်လေးတကွက်အခုလိုမျိုးလေးကျွန်တော်တို့ဆွဲခဲ့လိုက်ပါမယ် ဒီရက်လေးတောင်းကွက်လေးထဲမှာကျွန်တော်တို့ဒီမှာအနားလေးတွေလုံးနေတာလေးတွေကိုတိတဲ့ပို့ပြီးတော့မှကျွန်တော်တို့အနားလေးတွေလုံးကျင်တာဖြစ်တဲ့အတွက်သူ့ရဲ့ pointer လေးရနေပြီးတော့မှမောက်ရဲ့လက်ကလစ်လေးနဲ့ကျွန်တော်တို့ဖိဆွဲပြီးတော့ကိုယ့်ရဲ့စိတ်တိုင်းကျကျွန်တော်တို့အနားလေးတွေကိုလုံးခက်လိုက်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာဒီနေထားလောက်လေးပဲထားလိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ selection tool လေးကိုပြန်ခေါ်မယ်သူ့ကို select လေးပေးထားမယ်အခုလောလောဆယ်ကျွန်တော်တို့ဒီရဲ့ shape လေးမှာ color အရောက်မှအဖြူရောင်ကြီးဝင်နေပါတယ် သူ့ကိုကျွန်တော်တို့ကကာလာအယောင်မထဲမှာဖြစ်တဲ့အတွက်နန်းစွာလေးထားခဲ့လိုက်မယ်။သူ့ရဲ့စတောက်ကာလာလေးကိုတော့ကျွန်တော်တို့ကအမဲအောင်လေးပဲထားခဲ့လိုက်ပါမယ်။စတောက်ဆိုင်လေးကိုကျွန်တော်တို့နည်းနည်းလေးသိတာအောင်ကျွန်တော်တို့ဒီမှာတူးလောက်လေးကျွန်တော်တို့ထားခဲ့လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့လက်ရှိဆွဲထားတဲ့ဒီရဲ့ရှိန်လေးကို copy လေးပွားယူပါမယ်။ copy ပွားတဲ့အခါမှာကျွန်တော်တို့ကတထက်ထဲအညီညာကြပြီးတော့မှ အချုံအချက်တခါတည်းကျွန်တော်တို့ဖြစ်ဖို့ရာအတွက် object menu တွေကနေပြီးတော့ပတ်သေးကိုဝင်နေ offset pass ဆိုတာလေးနဲ့ကျွန်တော်တို့ကပြုလုပ်လိုက်ပါမယ်ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့သူတို့နှစ်ခုရဲ့အကွာအဝေးလေးကအခုလိုမျိုးကျွန်တော်တို့ offset pass နဲ့လုံလိုက်တဲ့အခါမှာညီလူညီမလေးကျွန်တော်တို့ရလာတယ်ပေါ့နော်ဒီရဲ့အကွာအဝေးလေးအတိုင်းကျွန်တော်တို့က as သင်္ကေတပုံစံလေးရဖို့ရအတွက်ဒီဇိုင်းဖော်မှာဖြစ်တဲ့အတွက်သူ့ရဲ့အကွာအဝေးကိုကျွန်တော်တို့ကိုလိုအပ်သလောက်ကျွန်တော်တို့ဒီရဲ့နေရာလေးမှာချိန်ပေးလို့ရတယ်ကျွန်တော်ကတော့ဒီမှာကအဲ့လောက်ကျွန်တော်တို့ထားခဲ့လိုက်မယ်โอเคလေးနှိပ်ခဲ့လိုက်ပါမယ် ြီးသွားပြီဆိုရင်တော့သူတို့နှစ်ခုလုံးဆက်လက်မှတ်မယ်ဆက်လက်လေးမှတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ copy လေးပွားလိုက်မယ် order ကိုလက်က v မောင်းရလက်ကလက်လေးနဲ့ပြီးဆိုရင်မယ်အောက်ကိုကျွန်တော်တို့အညီညာလေးရဖို့ရာအတွက်ရှစ်ကိုပါဖိပြီးတော့ copy လေးပွားလိုက်မယ်ပြီးပြီဆိုရင်တော့အခုလိုမျိုးလေးကျွန်တော်တို့အထက်အောက်အညီညာတက်တက်လေးထွက်ပြီးဆိုရင်တော့ကျွန်တော်တို့လွှတ်လိုက်လို့ကျွန်တော်တို့ရပါပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာအဲ့ပုံစံလေးကျွန်တော်တို့ပေါ်နေတယ်ပေါ့နော်ပြီးပြီဆိုရင်တော့2ဘောက်ထဲကနေပြီးတော့မှာ rectangle shape လေးထပ်ပြီးတော့ယူလိုက်မယ်။ဒီအနေအားလေးမှာကျွန်တော်တို့ကအခုလိုမျိုးလေးလေးရောင်းကွက်လေးတစ်ကွက်ကျွန်တော်တို့ဆွဲခဲ့လိုက်ပါမယ်။ဆွဲပြီးသွားပြီဆိုရင်တော့သူတို့အားလုံးကို select ပေးဖို့ရာအတွက်ကျွန်တော်တို့ဒီမှာ selection tool လေးကိုပြန်ယူမယ်။လွတ်တဲ့နေရာကနေပြီးတော့ဖိဆွဲပြီးတော့အားလုံးကိုကျွန်တော်တို့ select မှတ်လိုက်ပါမယ်။ဒီတော့အခုလိုမျိုးကျွန်တော်တို့ကဖရင်လေးချပြီးသွားပြီဆိုရင်တော့ ဒီရဲ့ပြိန်နဲ့နေပြီးတော့မှကျွန်တော်တို့က S သင်္ကေတပုံစံလေးကိုကျွန်တော်တို့ကယူချင်တာဖြစ်တဲ့အတွက်အားလုံးကိုဆက်လက်ပေးထားတယ်။ပြီးရင်တော့တူးပေါက်ထဲကနေပြီးတော့မှ shape fader 2လေးကိုကျွန်တော်တို့ကသုံးလိုက်ပါမယ်။ shape fader 2မှာကျွန်တော်တို့ကအခုလိုမျိုးလေးတင်ထားတယ်ဆိုရင် အပေါင်းလက္ခဏာလေးပေါ်မယ်။ order ကို fit တယ်ဆိုရင်တော့အနှုတ်လက္ခဏာလေးပြနေမယ်ပေါ့နော်။ကျွန်တော်တို့ကဒီမှာအပေါင်းပုံစံလေးပဲဘာမှကျွန်တော်တို့မဖိပဲနဲ့မောက်ရက်လက်ကလေးလေးနဲ့ကျွန်တော်တို့က S သင်္ကေတပုံစံလေးရအောင်ကျွန်တော်တို့ဒီမှာဖိပြီးတော့ဆွဲလိုက်ပါမယ်။ကျွန်တော်တို့ဒီကနေပြီးတော့အခုလိုမျိုးပုံစံလေးဆွဲလိုက်တဲ့အခါမှာ S သင်္ကေတပုံစံလေးရသွားမယ်ပေါ့နော်။ဒါလေးကျွန်တော်တို့အခုလိုမျိုး shape vector နဲ့သုံးပြီးတော့မှ S ပုံစံလေးကျွန်တော်တို့ဖြတ်ထုတ်ပြီးသွားပြီဆိုရင်တော့ selection tool လေးကိုပြန်ခေါ်မယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာကိုပြုတ်လောက်ထားတဲ့ S ပုံစံလေးကိုကျွန်တော်တို့က select လေးမှတ်မယ်။ အော်တာကိုလက်ကဖိပြီးတော့ရှစ်ကိုလက်ကဖိပြီးတော့ဒီဘက်ဘေးလေးကိုကျွန်တော်တို့ copy လေးပွားလိုက်တယ်ဆိုရင်တော့အခုလိုမျိုးကျွန်တော်တို့ဒီမှာဒီဘက်ကလိုအပ်နေတာအနေပြီးတော့မှ s သင်္ကေတပုံစံလေးကျွန်တော်တို့ရရှိသွားပါလိမ့်မယ်ဒီတော့မှသူ့ကိုကျွန်တော်တို့အကြောင်းလေးပြောင်းချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာစတုတ်ကာလာကြီးမှာနှမ်းထားခဲ့လိုက်မယ်ရှိုက်ကာလာလေးမှာကျွန်တော်တို့ဒီမှာအမဲအောင်လေးပြောင်းခဲ့လိုက်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့လိုချင်တဲ့ S သင်္ကေတပုံစံလေးတစ်ခုကျွန်တော်တို့ရရှိသွားပြီပေါ့နော်ဒီတော့ဒီရက်နေရာလေးမှာကိုကအမဲအောင်လေးမကြိုက်ဘူးဆိုရင်လည်းအချားအောင်လေးပြောင်းပြီးတော့လဲကျွန်တော်တို့ကိုယ့်ရဲ့စိတ်တိုင်းကြအသုံးပြုလို့ရပါတယ်ဒါကတော့ကျွန်တော်တို့က S ပုံစံဆွဲကျင်တဲ့အခါမှာဆွဲလို့ရတဲ့နီလန်လေးတစ်ခုဖြစ်ပါတယ်ဒီရက်နီလန်လေးအသုံးပြုပြီးလို့အခုလိုမျိုးပုံစံလေးကျွန်တော်တို့ဆွဲတတ်သွားပြီဆိုရင်ကျွန်တော်နောက်ထပ်မတူညီတဲ့ S ပုံစံဆွဲတဲ့နီလန်လေးပါထပ်ပြီးတော့မှကျွန်တော်သင်ပြပေးသွားပါမယ် ဒါကြောင့်ဒါလေးတွေကိုကျွန်တော်တို့ကဆက်လက်လေးမှတ်တယ်။ရှစ်ကိုလက်ကပြပြီးတော့နည်းနည်းလေးကျွန်တော်တို့ကဒီမှာချုပ်ပြီးတော့မှထားခဲ့လိုက်မယ်ပေါ့နော်။နောက်ထပ်ကျွန်တော်တို့ကမတူညီတဲ့ S linkator ပုံစံလေးရဖို့ရာအတွက်တူးပေါက်ထဲကနေပြီးတော့မှ subwind လေးယူလိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာ elevate တူးလေးယူလိုက်မယ်။ပြီးရင်တော့ subwind လေးတစ်ဝိုင်းဆွဲလိုက်မယ်။ဆဝိုင်းကိုအညီညာလေးထွက်အောင်ကျွန်တော်တို့ရှစ်ကိုဖိပြီးတော့ဆွဲလိုက်ပါမယ်။ဒီမှာကျွန်တော်တို့အမဲအောင်ကာလာကြီးဝင်နေပါတယ်။သူ့ရဲ့ကာလာကိုတော့ကျွန်တော်တို့ကနန်းထားခဲ့လိုက်မယ်။ စတုတ်ကာလာကိုတော့ကျွန်တော်တို့ကအစောနောက်ကလိုပဲအမဲအောင်လေးထားခဲ့မယ်သူရဲ့စတုတ်ဆိုင်ကိုတူးလောင်လေးထားခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ selection tool လေးကိုပြန်ခေါ်မယ် selection tool ကိုခေါ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ copy လေးပွားလိုက်ပါမယ် order ကို လက်က fee ၈ကိုလက်က fee ပြီးတော့မှအောက်ခြေလေးမှာအခုလိုမျိုးလေးအညီညာလေးရအောင်ကျွန်တော်တို့ copy လေးပွားယူလိုက်ပါမယ် copy ပွားပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ select လေးပေးထားပါမယ် ဆက်လက်ပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာသူ့ရဲ့ဆက်ဝိုင်းရှိတ်လေးမှာကျွန်တော်တို့ဒီရဲ့နေရာလေးမှာ pointer အမှတ်လေးတစ်ခုထပ်တိုးပြီးတော့မှကျွန်တော်တို့ကဖြတ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာပန်တူးတွေကနေပြီးတော့မှ anchor point 2ဆိုတာလေးကျွန်တော်တို့ကယူလိုက်ပါမယ်ပြီးရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ကလစ်တစ်ချက်ထောက်လိုက်တယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့ pointer အမှတ်လေးတစ်ခုထပ်ပြီးတော့တိုးလာတာကိုတွေ့ရပါလိမ့်မယ် ဒီလိုမျိုးလေးတိုးလာပြီဆိုမှသူ့ကိုကလေးတစ်ချက်နှိပ်ပြီးတော့ fast pace နဲ့ကျွန်တော်တို့ဖြတ်လိုက်တယ်ဆိုရင်တော့ဟောဒီလိုပုံစံကျွန်တော်တို့အပြက်ကလေးဖြစ်သွားမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီရဲ့အောက်ကဆဝိုင်းလေးမှာလည်းဒီရဲ့နေရာလေးမှာကျွန်တော်တို့ winder အမှတ်လေးတစ်ခုထပ်ပြီးတော့တိုးလိုက်မယ် fast pace နဲ့ကျွန်တော်တို့ဖြတ်လိုက်တယ်ဆိုရင်တော့အခုလိုမျိုးပုံစံကျွန်တော်တို့ရသွားပါလိမ့်မယ်ဒီလိုပုံစံနဲ့လေးကျွန်တော်တို့ရသွားပြီဆိုရင်တော့ selection 2ကိုပြန်ခေါ်မယ်အခုလောလောဆယ်ဆဝိုင်းနှစ်ခုကကျွန်တော်တို့ဒီမှာ အပေါ်တစ်ခုအောက်တစ်ခုအခုလိုမျိုးကျွန်တော်တို့ပြတ်နေတာကိုတွေ့ရတယ်ပေါ့နော် control z လေးပြန်ခေါ်လိုက်ပါမယ်ဒီတော့အပေါ်ကစဝိုင်းရှိတ်လေးနဲ့ဒီအောက်မှာရှိနေတဲ့စဝိုင်းရှိတ်လေးနဲ့ကို pointer နှစ်ခုကိုကျွန်တော်တို့ကဆက်ချင်တာဖြစ်တဲ့အတွက်နှစ်ခုလုံးကိုဆက်လက်လေးမှတ်ပြီးတော့မှကျွန်တော်တို့ဒီတဲကနေပြီးတော့မှကျွန်တော်တို့ join to ဆိုတာလေးကျွန်တော်တို့ယူလိုက်ပါမယ်ကျွန်တော်တို့ဒီမှာ join ဆိုတာလေးနှိပ်ခက်လိုက်မယ်ကျွန်တော်တို့ဒီနားလေးမှာဆက်လိုက်မယ်ပေါ့ဒါဆိုရင်တော့ကျွန်တော်တို့သူတို့နှစ်ခုလုံးကိုကြီးလိုက်တဲ့အခါမှာ နှစ်ခုလုံးကကျွန်တော်တို့ကဒီမှာတစ်ဆက်တည်းအနေနဲ့ဆက်သွားတာကိုတွေ့ရပါလိမ့်မယ်အခုလိုမျိုးလေးကျွန်တော်တို့ကအပေါ်တစ်ခုအောက်တစ်ခုကိုနှစ်ခုတစ်ခုကျွန်တော်တို့ဆက်ပြီးသွားပြီဆိုရယ်နော်ကျွန်တော်တို့သူ့ရဲ့စတုတ်ဆိုင်လေးကို S ပုံစံနည်းနည်းလေးကျွန်တော်တို့ကထူတဲ့ပုံစံလေးမှာဒီမှာစတုတ်ဆိုင်လေးတွေကိုကြီးလိုက်ပါမယ်ကိုလိုအပ်တဲ့အနေအထားလောက်လေးပေါ့နော်ဒါလေးကျွန်တော်တို့ပြီးသွားပြီဆိုရယ်နော်အခုလောလောဆယ်ကျွန်တော်တို့ဒီမှာဆက်ဝိုင်းလေးနှစ်ခုကိုကျွန်တော်တို့က join 2နဲ့ဆက်လိုက်တဲ့အခါမှာ ကျွန်တော်တို့ဒီရဲ့အကွေးနေရာကကျွန်တော်တို့ပြည်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 ကျွန်တော်တို့မဖြစ်နေဘူးပေါ့နော်အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့ကနည်းနည်းလေးပို့ပြီးတော့မှကြည့်လို့ကောင်းသွားတဲ့အနေအထားလေးရတော့ကျွန်တော်တို့ smooth do လေးနဲ့ကျွန်တော်တို့ကချောခဲ့လိုက်မယ်ဒါကြောင့်ကျွန်တော်တို့တူးပေါက်ထဲကနေပြီးတော့မှ smooth do ဆိုတာလေးကျွန်တော်တို့ယူလိုက်မယ်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာဖိဆွဲပြီးတော့မှကျွန်တော်တို့ဒီမှာသူ့ရဲ့ရှိတ်လေးကိုနည်းနည်းလေးကြည့်လို့ကောင်းသွားတဲ့အနေအထားလေးရအောင်အခုလိုမျိုးလေးဆွဲပြီးတော့မှကျွန်တော်တို့ဒီမှာချောခဲ့လိုက်မယ်ပေါ့နော် ဒီပေါ်ဇာတ်လမ်းလေးကျွန်တော်တို့ကြောလိုက်တယ်ဆိုရင်တော့သူ့ရဲ့စဝိုင်းချိန်လေးကကျွန်တော်တို့ဒီမှာပြ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 ပုံစံလေးကျွန်တော်တို့ဒီမှာဖြစ်သွားတော့တွေ့ရပါလိမ့်မယ်။ဒါလေးကျွန်တော်တို့ရသွားပြီဆိုရင်တော့ကျွန်တော်တို့ S ပုံစံလေးမှာကျွန်တော်တို့ဒီမှာ DX နေရာလေးမှာအပြက်လေးဖြစ်နေတယ်။သူ့ကိုကျွန်တော်တို့ဒီနားလေးမှာ pointer အမှတ်လေးတစ်ခုလောက်ထပ်တိုးပြီးတော့မှသူ့ရဲ့ဒီခေါင်းလေးကိုဒီနားလောက်လေးကနေပြီးတော့မှဖြတ်ချင်တယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့အဆုံးသားကလိုပဲ2ပေါက်ထဲကနေပြီးတော့မှ add anchor point 2လေးယူတယ်။ ကျွန်တော်တို့ဒီရက်နေရာလောက်လေးရက်နေပြီးတော့ကိုယ်ကဖြတ်ချင်တာဖြစ်တဲ့အတွက်အအန်ကပွိုင်2လေးကိုသုံးပြီးတော့မှကလေးလေးတစ်ချက်ကျွန်တော်တို့ဒီမှာထောက်ခဲ့လိုက်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီရက်နေရာလေးရက်နေပြီးတော့လည်း pointer အမှတ်လေးတစ်ခုလောက်ကျွန်တော်တို့တိုးခဲ့လိုက်မယ်ဒါလေးတွေတိုးပြီးသွားပြီဆိုရင်တော့တူဘောက်တဲရနေပြီးတော့မှကျွန်တော်တို့ဒီမှာ direct selection to AO နှိပ်ပြီးတော့ call လို့ရတယ်ဒီရက် pointer အမှတ်လေးမှာကလေးတစ်ချက်နဲ့ bus bay နဲ့ဖြတ်လိုက်တယ်ဆိုရင်တော့အခုလိုမျိုးပုံစံလေးရသွားပါလိမ့်မယ် ်တယောက်မှလည်းသူ့ရဲ့ pointer အမှတ်လေးမှာကလစ်တစ်ချက်ထောင်း bus bay နဲ့ကျွန်တော်တို့ဖြတ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ s thinkator ပုံစံ logo design လေးကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်ဒီတော့ဒါလေးကိုဒီနားလေးမှာထားပါဘောနော်အခုဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ s ပုံစံဆွဲကျင်တဲ့အခါမှာဒီဘက်ကလိုမျိုးပုံစံအတိုင်းကျွန်တော်တို့ design ယူပြီးတော့ဆွဲရလဲဆွဲလို့ရတယ်စဝိုင်းရှိတ်လေးတွေတုံးပြီးတော့လဲအခုလိုမျိုးပုံစံလေးကျွန်တော်တို့ရအောင်ဆွဲလို့ရပါတယ် ီတော့ဒီကကျွန်တော်တို့ကစဝိုင်းရှိတ်လေးမှာဒီ DS ပုံစံလေးမှာဆိုရင်ကျွန်တော်တို့ဒီနေရာလေးမှာကျွန်တော်တို့ကနည်းနည်းလေးသဘောမကျနေဘူးပေါ့နော်အဲ့တော့ဒီနားလေးမှာကျွန်တော်တို့ကအနားလေးတွေကိုထပ်ပြီးတော့လုံးကျင်နေဆိုရင် keyboard ကနေပြီးတော့မှ AO နှိပ်ပြီးတော့ data selection tool လေးခေါ်လိုက်မယ်သူ့ရဲ့ pointer အမှတ်လေးမှာ click တစ်ချက်ထောက်ပြီးတော့အနားလေးလုံးကျင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာမောက်ရက်လက်ကလက်လေးနဲ့ဖိဆွဲပြီးတော့အနားလေးကိုလုံးလိုက်လို့ရတယ်တိောက်မှာလည်းဒီလိုပဲ data selection tool လေးခေါ်ထားမယ် ပွိုင်းတာမလေးမှာကလေးတစ်ချက်ထောင်းပြီးသွားပြီဆိုရင်တော့ဘောင်းရက်လက်ကလေးလေးနဲ့ဖိဆွဲပြီးတော့အနားလေးတွေကိုလုံးလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့အခုလိုမျိုးပုံစံသင်္ကေတပုံစံလေးတွေကျွန်တော်တို့ရရှိသွားတာကိုတွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ Adobe Illustrator မှာ S ပုံစံ logo design ဆွဲချင်တဲ့အခါမှာအခုလိုမျိုးနီလန်းလေးတွေကိုသုံးပြီးတော့အလွယ်တကူကျွန်တော်တို့ shape beta tool လေးနဲ့ဖြတ်ထုတ်ပြီးတော့မှကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်တယ် ကိုကိုရိုင်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ရင်းနဲ့စွဲကြည့်လို့ရပါတယ်။အကယ်၍ကိုကိုရိုင်ပြုလုပ်ကြည့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုရိုင်လေ့ကျင့်ပြီးသွားပြီဆိုရင်လည်းကိုလေ့ကျင့်ထားတဲ့ပုံစံလေးတွေကိုစကရင်ရှော့လေးရိုက်ပြီးတော့မှဒီသင်ခန်းစာရဲ့ကွန်မန့်လေးမှာမှတ်ခဲ့ပေးပါအောင်ခင်ဗျာ။အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ်။ ားလုံးအစဉ်ပြေကြပါစေခင်ဗျာ